ဘာပေါ်မှာကကြီးတော်မှာပြင်းထန်စွာဖြစ်မဲ့အကြောင်းကိုတော့ခရစ်နှစ်1939ခုနှစ်ကလေဒီဆီယာတော်ဘုရားကြီးချုပ်တင်ဟောကြားတော်မူခဲ့ပါတယ်။မြန်မာပြည်ကို အင်္ဂလိပ်တို့အုပ်ချုပ်တဲ့ကိုလိုနီခေတ်မှာတော့လေဒီဆီယာတော်ဘုရားသတင်းသုံးနေတဲ့အကြောင်းကို အင်္ဂလိပ်နေပိုင်မင်းရဲ့တမီးမက်ကလတ်မေရီချောက်ရောက်ရှိလာခဲ့ပါတော့တယ်ရှင်။အဲ့ဒီအင်္ဂလိပ်မျိုးသမီးကခရစ်ယာန်ဘာသာကနေဗုဒ္ဓဘာသာကို ူးပြောင်းသက်ဝင်ယုံကြည်ခဲ့ပြီးလေဒီဆရာတော်ကြီးကို အလုံးကိုမှယုံကြည်ကိုးကွယ်စိတ်ကပ်သူလည်းဖြစ်ပါရဲ့ရှင်။သူမရဲ့ဖခင်နေပိုင်မင်းမြမပြမနှစ်ပေါင်းများစွာ တာဝန်ချနေတဲ့အတွက်သူမကလည်းမြမပြမမွေးဖွက်ကမြမစကားကိုကျွမ်းကျင်ပိုင်နိုင်စွာတက်ကြွပါတယ်။မေရီတယောက်လေဒီဆရာတော်ဘုရားကြီးကိုရှိခိုးကြတော့ပြီးမင်းညကသူမရဲ့ထူးဆန်းစွာမှတ်တဲ့အိမ်မဆိုးကြီးသုံးခုချောင်းကိုဆရာတော်ထံလျှောက်ထားပါတော့တယ်။ရဲနာဖြစ်တဲ့လေဒီဆရာတော်ကြီးကသူမအိမ်မရဲ့ရှိပြအကြောင်းကိုစင်ကျင်သုံးသပ်တော်မူလိုက်တဲ့အခါမှာရဲနာတို့မိသည်ရှေးဆက်ဖြစ်လာမယ့်အရာတွေကိုကြိုတင်သိမြင်တယ်လို့ ို့ထိုသိမြင်သည်တွေကိုလည်းအကြောင်းမဲမဟောပြောကြပါဘူးရှင်အကြောင်းတက်ဆိုင်ပြီးမေးမြန်းမှဟောကြားပြကြလေရှိပါတယ်လေဒီဆရာတော်ကမက်ကလတ်မေရီကိုဤသို့မိန့်ကြားခဲ့ပါတယ်။ဒကမကြီးမှတ်တဲ့အိမ်မက်ဆိုးသုံးခုကကပကက်ကြီးသုံးပါးကြမဲ့အိမ်မက်ပဲပဲ။နှစ်တရာတွင်ကပမှာကက်ကြီးသုံးခုပြင်းထန်စွာကြာရောက်ပါလိမ့်မယ်။မေရီကတော့ဘလူးကက်တွေပါလေအရှင်ဗျာ။ စပိကယောဂကနမ္မချင်းကဆိုရဲကကြီးသုံးပါတကမ ခရစ်နှစ်1940ခုနှစ်ကနေ2040ခုနှစ်အတွင်းကြာရောက်မှာဖြစ်ပါတယ်1940နဲ့1955ကြာမှာကမ္ဘာမှာကြီးပါတဲ့စစ်ပွဲတွေဖြစ်ပွားကြပါလိမ့်မယ်လူပေါင်းများစွာတည်ကြပါလိမ့်မယ်ဒီကမ္ဘာလုံးကလက်နက်ကဗီတွေဆက်ရောက်လိမ့်မယ်ဒီကမ္ဘာကြီး2015နဲ့2025ကြာကမ္ဘာငလျင်ပြီးတဘာဝပြီးရေပြီးမီပြီးတွေလည်းကြီးစွာဖြစ်ပေါ်လိမ့်မယ်အဲ့ဒါအပြင်ကြီးမားတဲ့ကဲ့ရောဂါကြီးဖြစ်ပေါ် ပြီးလူပေါင်းများစွာကိုကူဆက်မယ်။တန်းနဲ့ချီပြီးသေးလိမ့်မယ်။လူတွေထိတ်လန့်ကြမယ်။2035နဲ့2040ကြားမှာတော့ကမ္ဘာပေါ်မှာမုန်းကောင်ခြင်းကြီးစွာဖြစ်ပေါ်လိမ့်မယ်။ ရေရှားမယ်၊သီးနှံကင်းတွေပျက်စီးကြမယ်၊အစာရေစာရှားပါမယ်၊လူသားများစွာငတ်မွချင်းကြုံရပြီးငက်ပြီးစိုက်လိမ့်မယ်။ဒီနှစ်တရားတွင်မှဖြစ်ပေါ်လိမ့်မယ်ဒီကမာကြီးမေရီ2020နောက်ပိုင်းမှာအစိုးကုံပြီးကင်းစင်မယ်2050ကစလို့နောက်ပိုင်းကဘာမှာခေကောင်းကြီးပြန်ပေါ်လာပြီးကက်ပေးတပါပါပြီးအမျိုးမျိုးကင်းစင်ပြီးအီးချမ်းตายရလိမ့်မယ်။ဘာသာတရားတွေကတော့လူတွေအာယုံစိုက်လာကြလိမ့်မယ်ဒီကမာကြီးလို့လေဒီဆရာတော်ဖျားကြီးရဲ့တမိုင်းမှာ မှာရေးသားဖော်ပြထားတာကို တွေ့မြင်ရပါတယ်ရှင်